အခုခေတ်တစ္ဆာက စွန့်သေးလားတဲ့ဟမ်မစွန့်တော့ဘူးတဲ့ဆိုကောဆိုဘူးလို့လားဟင်ဒကမကြီးတွေဟမ်အဲ့ဒီမှာမင်းကွန်းစတော်ဘုရားကြီးပြောတာကိုဦးဇင်းတို့ပေးသက်ပေါင်းသူတော်ကောင်းတို့ကိုပြောပြခြင်းတယ်တစ္ဆာတွေကအခုတိတ်မစွန့်တာဘာကြောင့်လဲဆိုတော့ရှင်းတော့ကတစ္ဆာစွန့်ကြတဲ့သူတော်ကောင်းကြီးတွေရဲ့ခေတ်ကသူတို့များသောအားဖြင့်လူတွေရဲ့နှုတ်ကမှန်တဲ့စကားကိုပဲပြောတာ။ တစ္ဆာဆိုတဲ့လူတွေရဲ့ကိုယ်တိုင်ကိုယ်ကစားသူတို့ရဲ့နှုတ်ဟာတစ္ဆာနိုင်ငံကြီးဖြစ်နေတယ်တဲ့မှန်တာပဲပြောတာအဲ့ဒါကြောင့်မလို့သူတို့ခေတ်ကတစ္ဆာကလည်းစွန်းတယ်လိန်လေမှုမှုတာဝါဒကလည်းစွန်းတယ်အခုခေတ်ကြတော့ဒကာဓမ္မတို့ဥစဉ်တို့ရဲ့နှုတ်တွေကဒါဥစဉ်တို့အပါဝင်ပေါ့နော်တစ္ဆာနိုင်ငံကြီးမဖြစ်ဖဲနဲ့မှုသားနိုင်ငံကြီးဖြစ်နေတာဒါကြောင့်မလို့တစ္ဆာတွေကမစွန်းတော့တာတဲ့အဲ့ဒါတစ္ဆာစွန်းနေတယ်ဆိုရင်ဒီကနေ့ကစပြီးတော့ဘယ်တော့မှလိန် ညာမပြောဘူးလို့ကိုယ့်ရဲ့နှုတ်ကိုသစ္စာနိုင်ငံဖြစ်အောင်လုပ်တာအဲ့ဒါဆိုရင်အရေးကြုံလာလို့ရှိရင် သစ္စာဆိုရင်စွန့်လိုက်မယ်တဲ့ရှေ့တုန်းကအဲ့ဒါကြောင့်စွန့်တာတဲ့နော်အခုကြတော့မှုသားမပါလင်္ကာမချောဆိုပြီးတော့ကောင်းကောင်းလေးလင်ညာတတ်တဲ့လူကိုတောင်မှဒီကောင်ကအင်မတန်လေတယ်ဆိုပြီးတော့ဂုံပြုခြင်းပြုနေတာလေဟုတ်လားတကကြီးဒီမိုင်မြအေးအဲ့ဒီတော့ရှေ့တုန်းကတော့သစ္စာကလည်းစွန့်နေမှုသားကလည်းစွန့်နေအဲ့တော့ဥစဉ်တို့ကဒီနေရာမှာ သစ္စာရဲ့တန်ဖိုးကိုပုံမူပြီးတော့ထင်ရှားစေဖို့အတွက်မှုသားရဲ့ကြီးလေးတဲ့အပြစ်တစ်ခုကိုပြောပြခြင်းတယ်။ယေရှုဘုရားတော်ဟောထားတာရှိပါတယ်။ဧကံဓမ္မအတိတိတ်သားမှုဒါဝါမှုဇာဝါဒိဋ္ဌာဇန္တုနောဝိတိဏပရာလောကတာနတိပါပံအကာရိယံလိညာခြင်း ဆိုတဲ့တခုသောတရားကိုလုတ်တဲ့လူ နောင်ဘဝတန်ဇာကိုမယုံတဲ့လူ ဒီနှစ်လူစီသူမလုပ်တဲ့အကုသို့မရှိပါဘူးတဲ့နော်